မန္တလေးတောင်ကြီးလှည့်စားတတ်သောခြေလမ်းများကျွန်တော်နာမည်ကကိုအောင်ပါနာမည်ကျော် travel vlogger တယောက်ပါဖျားဘူးခီးစဉ်တွေရိုက်ရင်းနဲ့မန္တလေးတောင်ပေါ်ကဒဏ္ဍာရီတစ်ခုကိုစိတ်ဝင်စားမိတယ်အဲ့ဒါကတော့မန္တလေးတောင်ပေါ်ကိုတက်တက်လှေကားထစ်အရေးအတွက်ကိုဘယ်သူမှတိတိကျကျမရေတွက်နိုင်ဘူးဆိုတာပါပဲလှေကားထစ်ကတော့လှေကားထစ်ပဲပေါ့ဗျာဘလို့လို့ရေလို့မရပဲအရှိရမှာလဲကျွန်တော်အဲ့ဒီလိုပဲတွေးခဲ့တယ် ဒဏ္ဍာရီအရလှေကားထစ်အရေးအတွက်ကိုမှန်ကန်စွာရေးတွက်နိုင်သူတိုင်းဟာထူးခြားတဲ့စွမ်းအားသို့မဟုတ်ကြီးမားတဲ့လက်လာပါကိုရရှိနိုင်တယ်လို့ဆိုပါရယ်။ဒါပေမဲ့ရေးတွက်တိုင်းအရေးအတွက်ကတစ်ခါနဲ့တစ်ခါမတူပဲပြောင်းလဲနေတတ်တယ်။ကျွန်တော်ရဲ့ blog အပိုင်းတစ်အတွက်ဒီရုပ်ဝတ်ချက်ကိုဖော်ထုတ်ဖို့မန္တလေးတောင်ချီကိုရောက်လာခဲ့တယ်။တောင်ပေါ်ကို ခြေလင်းတက်ဖို့ပြင်ဆင်နေပါရယ်။ကျွန်တော်ရဲ့မျက်နှာမှာယုံကြည်မှုအပြည့်ရှိနေပါရယ်။ပထမဆုံးအကြိမ်ရေးတွက်ခြင်း နာယီကိုကြည့်ပြီးမှတ်တမ်းတင်ကင်မရာ GoPro ကိုကောင်းပုံမှာတက်လိုက်တဲ့နေလေခင်းရဲ့အပူချိန်ကစိန်ခေါ်နေပေမဲ့ကျွန်တော်စိတ်ကူးကလေကားအရေအတွက်ပုံမှာပဲရှိတယ်။ဆက်ပါပြီဗျာ။ပထမဆုံးအကွေကနေစပြီးတက်ပါမယ်။ကျွန်တော်ခက်သွက်သွက်တက်ရင်ရေတွက်ခဲ့တဲ့စကားလည်းမပြောဘဲလုံးဝအာရုံစိုက်ထားတယ်။7 8 9 10 1325 ဒါဟာကျွန်တော်တောင်ထိပ်ကိုရောက်ဖို့နှီးပါကြံတော့တဲ့အချိန်ရေတွက်နေတဲ့နံပါတ်ပါတောင်ထိပ်ရောက်တော့ကျွန်တော်မြင်မြန်ဆဆန်မှတ်တမ်းတင်လိုက်တယ်။အောင်မြင်သွားပါပြီ။လေကားထစ်စုစုပေါင်းက1355 355ထစ်ဖြစ်ပါတယ်။ဒီညနေ live မှာအဖြေမှန်ကိုကြေညာပေးပါမယ်။ကျွန်တော်ကင်မရာကိုပိတ်ပြီးနားနေခဲ့တယ်။ညနေဆောင်တော့အေးများတဲ့လေကတိုက်ခတ်လာပြီး နေဝင်စည်းစာအလောက်ကိုကြည်ရင်အောင်ပွဲခံခဲ့ပါတယ်။ဒုတိယအကြိမ်စမ်းတက်မှု ညဘက်မှာလက်လွင့်ဖို့ပြင်ဆင်ရင်ပထမအကြိမ်ရေတွက်တာမှားသွားနိုင်တယ်လို့စဉ်းစားမိတယ်ဒါကြောင့်တီးကြတဲ့အဖြေကိုရှာဖို့နောက်တစ်ကြိမ်ချက်ချင်းပြန်တက်ဖို့ဆုံးဖြတ်လိုက်တယ်ဒီတစ်ခါတော့ညမီးရောင်အောက်မှာတက်ရတယ်ဒီတစ်ခါမှာအဆင့်တွေကိုပိုနေကွေးပြီးပိုတီးကြတဲ့အာယုံစူးဆိုင်မှုနဲ့ရေတွက်ခဲ့တယ် စကလေးကစိတ်ထဲမှာထူးဆန်းလာတဲ့အစိုးပိုင်းကမှတ်ထားတဲ့အမှတ်အသားတစ်ခုမှာရေတွက်ရမယ့်နံပါတ်က600ကျော်လောက်ဖြစ်တဲ့နဲ့ဒါပေမဲ့ကျွန်တော်ရေတွက်မိတာက989 989ပဲရှိသေးတယ်။ဘယ်ကံပြီးမဖြစ်နိုင်ဘူးငါလွဲချော်ခဲ့တာလား။ကျွန်တော်ပြန်ဆင်းပြီးပြန်တက်လိုက်တဲ့အမှားမရှိဘူးဆိုတာတေချာစစ်ဆေးခဲ့တယ်။ဒါပေမဲ့ပထမအချိန်ရေတွက်တုန်းကခြေလန်း600ကျော်ခဲ့တာကိုတေချာမှတ်မိနေတယ်။ လေသာထစ်တွေကနေရာမှာပဲရှိနေပေမဲ့ဘာကြောင့်အေးအတွက်ကကွဲပြားသွားရတာလဲတစ်ချင်းစီကိုချေချလိုက်တိုင်းအကြောင်းတောင်းတောင်းခံစားမှု the sense of vertigo တစ်ခုရလာတယ်ခေါင်းထဲမှာမရေမရဖြစ်လာတယ်နောက်ဆုံးတောင်ထိပ်ကိုရောက်တော့ကျွန်တော်ရေတွက်မှုစုစုပေါင်းက1299တစ်299ထစ်သာရှိနေတော့တယ်ပထမအချိန်နဲ့56ထစ်กว่าချားနေတယ် ကျွန်တော်တောင်ထိပ်ကလေတာဆောင်မှာမောပန်းစွာထိုင်ချလိုက်တဲ့ကိုမညံကိုကိုမယုံကြည်နိုင်တော့ဘူး။ဒီအရာကငါ့ကိုစိတ်ဖောက်ပြန်အောင်လုပ်နေတာလား။ဒါမှမဟုတ်လေကားထစ်တွေကတကယ်ပဲပြောင်းလဲနေတာလား။ဒါဟာရိုးရှင်းတဲ့ရေတွဲမှုအမှမဟုတ်ဘူးဆိုတာကျွန်တော်တေချာသိလိုက်တယ်။ကျွန်တော်ပက်ပက်လေကအလင်းရောင်တွေအရေးတွေကပုံမှန်မဟုတ်ပဲလုံရမ်းနေတယ်လို့ခံစားရတယ်။ ကျွန်တော်လေကားထစ်တွေကိုပြန်ကြည့်လိုက်တယ်လေကားထစ်တိုင်းမှာရှေးဟောင်းပညာတွေနဲ့ဖုံးကွယ်ထားတဲ့အချိန်နဲ့နေရာကိုလှည့်စားနိုင်တဲ့မော်ပညာ A Spell That Watch Time and Space တခုခုရှိနေတယ်လို့ခံစားရတဲ့တောင်ကိုစတင်တည်ထောင်ခဲ့တဲ့ net တွေဘိုးဘွားတွေကလူသားရဲ့ဆွဲနဲ့အသိဉာဏ်ကိုစမ်းသပ်နေတာဖြစ်နိုင်တယ်ကျွန်တော်ကင်မရာကိုပြန်ခွင့်ပြီးပင်ပန်းနဲ့မျက်နှာနဲ့ရေလိုက်တယ်ကျွန်တော်အဖြေမှားသွားပါတယ်ဗျာဒီတန်တိုင်းကတကယ်ပဲအမှန်ဖြစ်နေပါပြီ ဒါဟာလေကားထစ်အရေးအတွက်ကိုပြောပြဖို့ရိုက်တဲ့ဗီဒီယိုမဟုတ်တော့ဘူး။လူသားတအုပ်ရဲ့ယုံကြည်မှုကိုမတိမငြိမ်ဖြစ်စေနိုင်တဲ့မြန်မာပြည်လောကတိုးဝှက်ချက်အကြောင်းဗီဒီယိုဖြစ်လာခဲ့ပါတယ်။ကျွန်တော်နောက်ဆုံးမှာတောင်ပေါ်ကဆက်လာခဲ့တဲ့အဲ့ဒီနေညာကစားပြီးလေကားထစ်ဘယ်နှစ်ထစ်ရှိတယ်ဆိုတာဘယ်သူမှမပြောခဲ့တော့ပါဘူး။ကျွန်တော်ပြောပြလိုက်တာတခုပဲရှိတယ်။မန္တလေးတောင်ပေါ်တက်တဲ့အခါကိုကိုကိုယုံကြည်မှုနဲ့စိတ်တည်ငြိမ်မှုကိုတေချာထိန်ပါ။နှုတ်မှုဆိုရင်တင်တက်ခဲ့တဲ့ခြေလမ်းတိုင်းကတင့်ကိုလှည့်စားသွားပါလိမ့်မယ်။ ီဇလန်ကကျွန်တော်ရဲ့ blog မှာအအောင်မြင်ဆုံးအပိုင်းဖြစ်သွားခဲ့ပြီးကြည့်ရှုသူတွေဟာလည်းကိုယ်တိုင်တက်ပြီးရေတွက်ကြည့်ဖို့စိတ်ကောင်းမှုတွေပြုလုပ်လာခဲ့ကြတယ်အဖြစ်ကိုတော့ဘယ်သူမှရိတ်ထက်တိုင်းတိတိကျကျမပြောနိုင်ကြသေးပါဘူးတင်းတို့ကဘယ်လိုထင်လဲတင်းတို့ရေတွက်ဘူးရင်လည်း benefit ရှိလဲမန်ခဲအောင်တော့ like share follow subscribe လုပ်ပြီးသွားကြပါဦးမော